။တဲ့ဒီတဲ့ရဲ့မွေးရည်မြေဖြစ်တဲ့မကွေးဘက်အထက်မင်းသားဘက်မှာပဲတဲ့အလူလေးလုပ်ဖြစ်မှာ။ Officially 18. ကဲဆက်ရှင်နေပြီဆက်ရှင်နေပြီဒီနေ့ဆက်ရှင်ပြည့်ပြီပြည့်ပြီဆိုတော့အသက်တစ်နှစ်ပိုကြီးသွားပြီကဲမနစ်ကမွေးနေ့လည်းအလူတန်းနဲ့ပဲဖြတ်တန်းပြစ်ပါတယ်ဒီနေ့လည်းဒီနှစ်လည်းအလူတန်းလေးနဲ့ပဲဖြတ်တန်းပြစ်ပါတယ်ဘာဒီဆပ်ပရိုက်လေးရောရပြီးသွားပြီ ဗတ်ဒစ်စရေဒီယိုရနေပါတယ်ဒီဖန်ဒီတော်တော်လက်ဆောင်လေးအများကြီးပို့ပေးကြတယ်ဒီကအလုပ်ကိစ္စလေးမီတင်လုပ်နေနေပေါ့နော်ဒါတော်တော်ဒီအိုင်မီတင်မှာပဲဒီရိုးရိုးပဲနေနေနဲ့ဒါဆရာကနေပြီးတော့ဒီမွေးနေ့ကိတ်လေးနဲ့ဗတ်ဒစ်စပရိုက်လုပ်ပေးရပါမစ်စီအောင်ရှင်းလင်းပြီးသွားတဲ့ခံစားချက်တွေအောင်လို့ရှိမှလာတယ်อืม normal ပါပဲပေါ့နော်၁၈ပြည့်ပေါ့ဒါ၁ဆိုရဲဟာဆရာဆိုလဲပြောရပေါ့နော်အဲဒီ၁၈တောင်ပြည့်နေအသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲမှာဟော၁၈တောင်ပြည့်သွားပြီလားကိုယ့်ကိုက၁၄၁၅၁၆အဲ့လိုပဲတင်နေတယ်ကဲဒီနေ့ကဒီအလုံး plan ပေါ်မှာရှိတယ်ဒီရန်ကုန် National Hotel ဝင်းနေရပေါ့နော်အာ Mogul Hotpot Sign Prequel လေးတွေတက်တက်ရောက်ဖြစ်တာပါချင်းဟုတ်ပေါ်တိုက်တယ်ပါ ခဲ့ပါပါတယ်ဟောပေါ်ဆိုအကြိုက်တစ်ခုပါပါအာဟောပေါ်စားတဲ့ခါကျတော့တကယ်ဒီဟိုဒီတလျှောက်မှာပေါ့နော် diet plan အနေနဲ့လိုမျိုးပဲစားဖြစ်တာတော့များတယ်အရင်တော့ကတော့မပြိုင်ခင်ကတော့ဟောပေါ်အသေးစားတယ်အရင်စားတဲ့ထဲမှာပါပါတယ်ကိုကိုမမိုင်ကလုံးဟောပေါ်စားအကုန်လုံးနော်ဟောပေါ်နဲ့အိတ်ကန်တော့ စားကျင်လာတယ်ဒီမှာတိတ်ရောက်လာတဲ့အချိန်မှာဆိုလဲ defend လေးစောင့်ပြီးတော့လက်ဆောင်လေးပေးကြတယ်ပြီးတော့မနေ့ကဆိုလဲ7နိုင်အတီကိုစောင့်ပြီးတော့မှ wish ကြတဲ့သူတွေကဒီ7နိုင်2နိုင်ဒီစက်တိုက်ပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့အတွက်တကယ်တကယ်ဝမ်းသာပါတယ်လို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဒီနှစ်တော့တည်းတည်းဒီတည်းရဲ့မွေးရမည်ဖြစ်တဲ့မကွေးဘက်အထက်မင်းသားဘက်မှာပဲတဲ့လူလေးလို့ဖြစ်ပါတယ် officially 18 session နှစ်ပြည့်တော့ပြီဒီနှစ်ဆက်ရှိပြည့်ပြီ ဒါကင်မရာနောက်ကျမှပြောကြမယ်။အဲ့လိုတော့မရှိပါဘူး။ဒါဆက်ရှိပြည့်ပြီဆိုတော့အသက်တစ်နှစ်ပိုကြီးသွားပြီ။ဟုတ်ကဲ့ဒါမကွေးမှာဆိုရင်တို့အမြဲတမ်းဒီမှာပဲပေါ့နော်တဲ့ဒီနေဘက်မှာတော့ဆိုမကွေးမှာအိမ်မှာပဲမြင်းတူနေကြဖြစ်တယ်ဒါအဖိုးတွေဖွားတွေကလေးကဆင်းဆက်ဒီကျောင်းတိုင်မှာတူနေကြဖြစ်တဲ့ကျောင်းတိုင်မှာပဲဒီနေ့တဲမွေးနေကိုအိမ်ဘက်မှာပဲသူဖြစ်ပါလိမ့်ရှင့် ကဲမနစ်ကမွေးနေ့လည်းအလူတန်းနဲ့ပဲဖြတ်တန်းပြစ်ပါရယ်ဒီနေ့လည်းဒီနေ့လည်းအလူတန်းလေးနဲ့ပဲဖြတ်တန်းပြစ်ပါရယ်ဘာဒီဆပရိုက်ဘာဒီဆပရိုက်ဒီအရရနေပါတယ်ဒီဖန်ဒီတော်တော်လက်ဆောင်လေးအများကြီးပို့ပေးကြရတယ်တကယ်ဟိုပြောရမယ်ဆိုရင်ထင်မှတ်ခိုးမေးတယ်ဒါဒါဆရာသူတို့ဒီတက်မန်နေဂျာတွေကိုခိုးမေးပြီးတော့အဲ့လိုမျိုးပေးတဲ့ဟာတွေအများကြီးတွေ့ရဟုတ်တယ်အဲ့တော်တော်တို့ဒါအလုပ်ကိစ္စလေးမီတင်လုပ်နေနေပေါ့နော်ဒါတကယ်တည်းဒီအိမ်မှာမီတင်မှာပဲဒီရိုးရိုးပဲနေနေတဲ့ဒါဆရာကနေပြီးတော့ဒီမွေးနေ့ကိတ်လေးနဲ့ဘာဒီဆပရိုက်လုပ်ပေးရအောင် မင်းနဲ့ဖေဖေနဲ့ကပေးဖို့ plan ထားရတယ်လို့ပြောဒါပေမဲ့ surprise လို့ပုံစံမျိုးအခုထိတော့မရသေးဘူးဘယ်ချိန်ဖြစ်မလဲတော့မသိဘူးပေါ့နော်ဒီနေ့ရဲ့ညပိုင်းကျမှဖြစ်မလားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအဲတတိယကျတော့အဲ့လိုပူဇော်ထားရတော့မရှိပါဘူးဒါပေမဲ့အဲ့လိုကြိုက်ရင်တော့ miss ကို forward ပေးလိုက်တာ present နဲ့တော့မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးလေး forward ထားရလေးရှိရဲ့အဲ့ဒီကဘာပေးမလဲတော့တတိယကျမှမသိဘူးပေါ့ social media normal ပါပဲပေါ့နော်၁၈ပြည့်ပေါ့ဒါ၁၈ဆိုရဲဟာဆရာဆိုလည်းပြောရပေါ့နော်အဲ၁၈တောင်ပြည့်နေအသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲမှာ၁၈တောင်ပြည့်တော့ပြီလားကိုကိုက၁၄၁၅၁၆အဲ့လိုပဲထင်နေသေးတယ် ဟုတ်လေဆိုတော့ဒီမမကိုလွတ်တဲ့အချိန်မှာဆိုရင်မမရဲ့ fan တွေအများကြီးဝန်းရံကြရတယ်ပြီးတော့ဟိုတော့ပြိုင်တဲ့အခါမှာလည်းလုံးဝဖြားနေမယ်ဆိုရတဲ့အမိုက်စာယုံကြည်ပါတယ်လို့ပြောတယ်တကယ်ကြိုတိရောအာကြိုတိရဲ့ team ကပါဒါပေမဲ့မပြောခဲ့တဲ့ team ကပေါ့နော်အာကြိုပြီးတော့တိရပါတယ်ဒါအရှင်မှလည်းအများကြီးပေါ့နော်လို့မျိုးကြိုတိပြီးတော့အော်မြင်လို့ဆိုတာတိလိုက်ပါတယ်ဒါရင်ခုံပါတယ်ဒါဆရာရဲ့ရွေးချယ်မှုပေါ်မှာလည်းတဲ respect ထားပါတယ်ပြီးတော့မမကိုယူလိုက်တဲ့ဟာလည်း right decision ဖြစ်တယ်လို့တဲ့ပြောချင်ပါတယ် ဆိုတော့ဒါဒီအများကြီးမှန်ကြတဲ့ fan တွေလည်းတွေ့ရတယ်ဆိုတော့အဲ့ပုံကလေးကျေးဇူးအများကြီးတင်ပါတယ်လို့တော်တော်ရဲ့ fan လေးတွေတဲ့ကိုအားပေးတဲ့လူတွေပိတ်သက်တရားတဲ့ရဲ့ campaign ကိုပြန်ပြီးတော့မျှော်ပေးကြတယ်တော့အဲအရှိရောရှိလာအောင်ပါဒါပေမဲ့အချိန်ရတော့ဘေးချိန်မှာဘယ်လိုမျိုးဆိုရတော့တဲ့အတိအကျမပြောသေးပါဘူးမြန်မိုးဆိုရင်အာသာချက်တွေဒါအများကြီးရှိတာပေါ့နော်ဒါမမရဲ့ aura ဆိုလည်းတဲ့အရင်ကြိုက်တယ်မမရဲ့ဒီ face type က strong back ကိုသွားရတယ်ရှားတဲ့မျက်နှာပေါင်မျိုးပေါ့နော်အဲ့တော့အရင်ကြိုက် အကိုရီတူတူပြိုင်ခဲ့ကြရပဲဆိုတော့အကုန်လုံးလည်းအတိပဲဆိုတော့အရင်သဘောကျပါတယ်အာဒါမင်းညကလေးကပေါ့နော်တဲ့ post in like ကလေးကဆူတောင်းပေးတယ်အခုထိဆူတောင်းပေးကြတယ်တူတယောက်ချင်းစီကိုဒီနေ့ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့တဲ့ reply နောက်ကျရင်လည်းစိတ်မကောက်ပါနဲ့လို့တယောက်ချင်းစီကိုအကုန်လုံးကိုတေချာလေးပြန်ပေးပါမယ်ကျေးဇူးပါရှင်